မင်္ဂလာပါ Football Preview Channel အနေနဲ့ပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ကတော့ Charter Re နေပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ FIFA Club World Cup ပြိုင်ပွဲရဲ့ပွဲစဉ်စုစုပေါင်း၄ပွဲဒီနေ့ညမှာကစားဖို့ရှိတယ်ပေါ့နော်။အဲ့တော့ဒါဒီနေ့မှာကစားမဲ့ပွဲစဉ်၄ပွဲလုံးဒါဒီနေ့ဗီဒီယိုမှာကျွန်တော်အနေနဲ့ကြိုတင်ပြီးတော့သုံးသပ်ပေးတော့မှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒါမနေ့တော့တင်ပြလိုက်တဲ့ဒါ Man City ပွဲရဲ့ Re ရဲ့ပွဲရဲ့ပေါ့နော်။နှစ်ပွဲလုံးကတော့အစဉ်လုံးဝမပြေခဲ့ဘူး။အဲ့တော့ဒါဒီနေ့မှာကျွန်တော်၄ပွဲကိုကျွန်တော်ထပ်ပြီးတော့အသေးစိတ်ပြန်ပြီးတော့သုံးသပ်ပေးမယ်ပေါ့နော်။ ဟုတ်ပြီတော့ဒါဒီနေ့ဒီနေ့ကစားကြမယ်ဖီဘာကလဝကပြိုင်ဝဲရဲ့ပွဲစဉ်၄ပွဲတည်းကနေပြီးတော့မှပထမဆုံးသုံးသက်ပြီးချင်တဲ့ပွဲစဉ်ကကျတော့ဒီနေ့ည10နိုင်ခွဲပေါ့နော်ဒါဒီနေ့ညအတွက်အဆိုးဆုံးမှာကစားမယ်ဒါပမီရန်နဲ့အဲအလီတို့ရဲ့ပွဲစဉ်ကိုပထမဆုံးတပွဲအနေနဲ့ဆိုလို့ရှိရင်ကျွတ်တပြီးတော့သုံးသက်ပြီးမှာပေါ့နော်ဟုတ်ပြီအဲ့တော့ဒါအဲ့ဒီပွဲစဉ်ရဲ့လက်ရှိပေါင်းကြည့်ကိုကျွန်တော်ပြန်ကြည့်ရင်ပမီရက်ကတကိုးသွင်းပြန်20ရမယ်ပြီးတော့ဂိုးဝေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ကိုးသွင်း85ပြရှုံပဲပေါ့နော်အဲ့တော့လက်ရှိအုပ်စုဒီဖီဘာကလပ်ဝေါ်ကပ်ပြိုင်ဝဲရဲ့အုပ်စု ဒီမှာဆိုလို့ရှိရင်ကိုလုံးဝမင်းရသည်အုပ်စုကတအုပ်စုပဲရှိရပါတော့ဒါလက်ရှိအုပ်စု A ဖြစ်တယ်ပေါ့နော် ပြီးတော့ဒါလက်ရှိအုပ်စုအိမ်မှာဆိုလို့ရှိရင်နောက်တစ်ဆင့်တက်ဖို့ရေပန်းစားနေတဲ့အသင်းကကျတော့ဒါပါမီရက်နဲ့ပေါ်တိုတို့ကဒါနောက်တစ်ဆင့်တက်ဖို့တို့ကရေပန်းစားဆုံးဖြစ်တယ်ဒါပေမဲ့လို့ပါမီရက်အနေနဲ့နောက်တစ်ဆင့်တက်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီနေ့ပွဲမှာတို့အနိုင်ကစားထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါဒီဒါပေမဲ့နှစ်သင်းလုံးကဒါတို့ရဲ့ပထမအဖွင့်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရအောင်ဒီနေ့ကစားမဲ့ပါမီရက်ကော AL လို့ကောကကိုမရခဲ့ဘူးပေါ့နော်ပြီးတော့ဒီပါမီရက်ရဲ့နောက်ဆုံး၁၀ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အပြန်လည်တွင်းကိုးတွေရှိခဲ့တာလည်းစုစုပေါင်း ောင်နှစ်ပွဲပဲရှိတယ်ပြီးတော့ဒီ Pamirana AL ပေါ့နော်ဒီနေ့တင်းက2021 2022 FIFA Club World Cup ပြိုင်ပွဲကြီးတော့ကလည်းတွေ့ဆုံမှုပဲလေအဲတော့ဆိုလို့ရှိရင်လည်းဒီနေ့တင်းရဲ့ပွဲစဉ်နှစ်ပွဲက ကိုအောက်ခဲ့တယ်လို့ဒါဒီတစ်ဖက်က ALE အနေနဲ့ဆိုလို့ရှိရင်လည်းပမ်မီရဲ့ဘက်ကိုကိုရအောင်မသွင်းနိုင်ရတာတွေ့ရတယ်ပြီးတော့ ALE အသင်းရဲ့နောက်ဆုံး10ဝက်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်တို့တို့ရဲ့ခံစစ်ကကလင်းရှိရခဲ့တာ၅ဝက်တိရှိခဲ့တယ်ဗောနော်အဲ့တော့ဒါကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီပွဲမှာကျွန်တော်၉ဝက်ကိုကြိုက်တယ်ဗောနော်ဒါနှစ်တင်းလုံးရဲ့နှစ်တင်းပေါင်းတင်းကိုစုစုပေါင်းဆိုလို့ရှိရင်ဒီပွဲမှာအလုံးစုံ၂၉လောက်ထိပဲရောက်လိမ့်မယ်ကျွန်တော်ထင်တယ်အဲ့တော့ဒါဒီနေ့ပွဲစဉ်အတွက်ဒီပထမရွေးချယ်မှုတစ်ခုအနေနဲ့ဆိုလို့ရှိရင်၉ဝက်ကိုရွေးချယ်ပေးခြင်းနဲ့ဗောနော်ပြီးတော့ဒါဒုတိယရွေးချယ်မှုတစ်ခုအနေနဲ့ဆိုလို့ ရှင်တော့ကျွန်တော်ဒီပွဲမှာပါမီရက်ကိုသဘောကျရပါတော့ဒီပါမီရက်ကဒီပြီးခဲ့တဲ့ပုံနွေးတဲ့ပွဲမှာသူတို့ကစားခဲ့တဲ့ခြေကောင်းကိုကျွန်တော်ပြန်ကြည့်ဒါပွဲပြီးမိနစ်60အတွင်းမှာဒီကုန်းရှိတီရလည်းနဲ့ပွဲပြီးဆုံးခဲ့တယ်ဆိုပေမဲ့လို့အဲ့ဒီပွဲချိန်မှာအချက်လက်တွေကိုကျွန်တော်ပြန်ကြည့်ပေါ်တိုကဒီပေါ်တိုကထပ်ပို့ပြီးတော့ပါမီရက်ကပိုကောင်းအောင်ကစားပြနိုင်ခဲ့တယ်ပြီးတော့900နိုင်ကြီးခြံပေါ့နော်ဒီ ကို HG ပေါ့နော်ကိုရနိုင်ရေချက် HG ကိုကျွန်တော်ပြင်ကြည့်လိုက်မယ်ဆိုလို့ရှင်လဲပမ်မီရရဲ့ကိုရနိုင်ရေချက်က2.0 8 6G တောင်မှရှိခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့တော့လက်ဒီဘွဲမှာဆိုလို့ရှင်လဲပမ်မီရအနေနဲ့အကောင်းဆုံးကစားပြနိုင်နေမယ်လို့ကျွန်တော်ထင်တယ်ဒါ 1G 2G လောက်နဲ့ဒီတစ်ဖက်ကဒီ AL အသင်းအနိုင်ရတော့ပြင်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒါအဖွင့်ဘွဲစင်မှာတော့ပမ်မီရနဲ့ကိုရောက်ကိုရွေးချယ်ပေးချင်တာပေါ့ ဟုတ်ရတော့ဒီနေ့ထပ်ပြီးတော့သုံးသပ်ပေးခြင်းနဲ့နောက်ဆက်နောက်ထပ်တပွဲရတော့ဒီနေ့ညတနင်္ဂနွေမှာကစားမယ့် Inter Miami နဲ့ Porto ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်ရင် Porto ကတကုတ်အတွင်း65ပြားရမယ်ပြီးတော့5ပေါင်းအနေနဲ့ဆိုလို့ရှိရင်3ကုတ်အတွင်းပြား90ရမှာပေါ့နော်အဲ့တော့ဒါဒီပွဲစဉ်ကအုပ်စု A ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့နှစ်သိန်းလုံးအနေနဲ့ဆိုလို့ရှိရင်နောက်တစ်ဆင့်တက်ဖို့အတွက်ဆိုလို့ရှိရင်ဒီပွဲကချင်းတွေပေါ့အရေးပါတယ်ပေါ့နော်ဒါဒီပွဲကစားပြီးွားလို့ရှိရင်လည်းလက်ကျန်ကတပွဲပဲကစားဖို့ကြံတော့မှာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲမှာရှုံးသွားခဲ့တဲ့အသင်းအနေနဲ့ဆိုလို့ရှိ င်နောက်တစ်ဆင့်တက်ဖို့ဆိုလို့ရှိရင်တော်တော်လေးကိုခက်ခဲသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဒီနေသိင်းရဲ့ဒါဒီပြီးခဲ့တဲ့အဖွင့်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင် AL ပါမရီရဲ့အဆရှိအသင်းနေတဲ့ဒီနေ့နှစ်သိင်းကတွေ့ခဲ့ရတယ်ပေါ့နော်တွေ့ခဲ့ပြီးတော့ဒါကိုမရှိသေးရလက်တင်နေပဲတည်ရလက်ထွက်ခဲ့တာကိုတွေ့ရတယ်ပြီးတော့လက်ရှိ Inter Miami ကိုကျွန်တော်ပြန်ကြည့်နေတော့သူတို့ဖောင်ကောင်းနေတယ်လို့ကျွန်တော်သတ်မှတ်နိုင်တယ်ပေါ့နော်ပြန်ဝဲဆုံးနောက်ဆုံး Lee West မှာ Inter Miami ကလုံးဝရှုံးဝေးမရှိခဲ့ဘူးဒါတစ်ဖက်ကပေါ်တိုကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း An Official ပွဲစဉ်တွေအပါအဝင်နောက်ဆုံးနှစ်ပွဲစရိုက်မှာ ဖိုတိုကနိုင်ဝဲမရတာတည်းဟုသူတို့ရဲ့တိုက်စစ်ကလည်းအဲ့နောက်ဆုံးနှစ်ပွဲမှာအခုမရခဲ့ဘူးเนาะပြီးတော့ဒီပေါ်တိုရဲ့နောက်ဆုံး၃ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းနှစ်သင်းပေါင်းအတွင်းကိုကဒါပြောမှာဆိုလို့ရှိရင်၃ကိုပဲရှိခဲ့တယ်ဘောနော် ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ဒီပွဲမှာကျွန်တော်9ရောက်ကိုသဘောကျရပါတော့။ဒါအင်တာမီယာမီကသူကအင်ရှင်အားသာချက်လည်းရှိတယ်။အဲ့တော့ဒါပေါ်တိုသူအကောင်းဆုံးဖိကစားမှာပဲ။ပေါ်တိုအနေနဲ့ကျတော့လေဒီပွဲကသူတို့ရှုံးလို့မဖြစ်ဘူးဆိုတော့သူတို့အနေနဲ့ခန့်စစ်ကိုတေချာပြင်ဆင်ပြီးတော့ကစားလာလိမ့်မယ်။ဒီပွဲမှာပေါ်တို1စီ2စီလောက်နဲ့ပွဲကိုထိမ့်ဖို့ကြိုးစားလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။အဲ့တော့ဒါဒုတိယမြောက်ပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ9ရောက်ကိုပြီးချင်ပြီးချင်တယ်ပေါ့။ အဲ့တော့ဟုတ်ပြီဒါဒီနေ့အတွက်နောက်ထပ်သုံးသပ်ပေးခြင်းနဲ့ပွဲစဉ်တပွဲရကြတော့မနေ့ပြန်မနေ့အစောပိုင်းပါနော်ဒါမနေ့၄နိုင်ခွဲမှာကစားမဲ့ဆက်တဲ့ဆောင်ရအတင်းနဲ့အတလက်တီကိုမက်ဒရစ်အတင်းတို့ရဲ့ပွဲစဉ်ပါနော်အဲပွဲစဉ်ရဲ့လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်ရင်အတလက်တီကိုမက်ဒရစ်ကတကိုးသွင်းပြား80အရှုံးမယ်ပြီးတော့ဒါ၉ပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ကိုးသွင်းရင်65ပြားရမှာပါနော်ဒီပွဲကဒါပြောမယ်ဆိုလို့ရှိရင်အောက်စု B ရဲ့ပွဲစဉ်တပွဲဖြစ်တယ်ပါနော်ဒီအောက်စုမှာအားကောင်းဆုံးအတင်းတွေကတော့ PSG နဲ့အတလက်တီကိုမက်ဒရစ်အတင်းတွေဖြစ်တယ်ဆိုပေမဲ့လို့အခွင့်ပွဲမှာအတလက်တီကို မက်ဒရီအနေနဲ့ PSG ကိုကိုးပြတ်ရှုံးခဲ့တာကြောင့်ဒါဒီနေ့ပွဲစဉ်မှာသူတို့အနိုင်ရခဲ့မှာအသာလင်းသူတို့အတွက်နောက်ဆီဇန်တက်ဖို့ဆိုလို့ရှိရင်ပိုပြီးတော့တေချာစီမှာဖြစ်တယ်ပေါ့နော်ဒါတပတ်ကဆက်တဲ့ဆောင်းလာအသင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့ပွဲကသူတို့ရဲ့အိမ်ဝင်းမှာကစားမှာဖြစ်တယ်ဒါပြီးတော့ဒီပြီးခဲ့တဲ့ Vodafone ကိုနဲ့ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရှုံးခဲ့တာကြောင့်ဒီနေ့မှာသူတို့အသင်းအနေနဲ့ကျတော့လည်းအမှတ်ပြန်ယူဖို့လိုတယ်ပေါ့နော်ဒါပေမဲ့လို့ဒီဆက်တဲ့ဆောင်းလာအသင်းကဒီပြီးခဲ့တဲ့ဘောကဘောတဖို့ကိုနဲ့ပွဲမှာသူတို့ရှုံးခဲ့ဆိုပေမဲ့လို့သူတို့ရဲ့ ကွင်းသွင်းစမ်းဆောင်ရည်ကိုကျွန်တော်ပြင်ကြည့်နော်တော်တော်လေးကိုအားရဖို့ကောင်းခဲ့တယ်ပေါ့နော်ဒီတစ်ဖက်ကအတလက်တီကိုမက်ဒရစ်အနေနဲ့ကျွန်တော်လည်းပြီးခဲ့တဲ့ PSG နဲ့ပွဲမှာ၄ဂိုးပြတ်တီရှုံးခဲ့ဆိုတော့ဒီပွဲမှာသူတို့အနေအနေနဲ့ကျွန်တော်လည်းသူတို့ရဲ့ခံစားပိုင်းကိုတည်ချပြင်ဆင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ဒီပြန်ဝဲဆုံးနောက်ဆုံး9ပွဲမှာအတလက်တီကိုမက်ဒရစ်ရဲ့ခံစားကဒါကလင်းရှိရခဲ့တာ၄ဝက်တီရှိရပေါ့နော်အဲ့တော့ဒါဆယ်တဲ့ဆောင်းသားအသင်းလိုမျိုးဒါတိုက်စစ်ပိုင်းကအဆုံးသက်ပိုင်းအားနေတဲ့အတင်းတဲ့အနေနဲ့ဆိုလို့ရှိရင်ဒီနေ့ပွဲမှာ အတလက်တီကိုမက်ဒရစ်ဘက်ကိုဘိုးရောက်ဖို့ဆိုတော့တော်တော်လေးကိုခက်ခဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာပထမရွေးချယ်မှုတစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဂိုးအောက်ကိုရွေးချယ်ပေးခြင်းနဲ့ပြီးတော့ဒါဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်အတလက်တီကိုမက်ဒရစ်ကိုသဘောကျတယ်ဗောနော်နောက်ဆုံး၄ပွဲမှာနှစ်ပွဲရှုံးတယ်အဲ့တော့တီကိုအနေနဲ့ဒါဒီနေ့မှာအကောင်းဆုံးဖောင်းဖက်ပြင်ပြဖို့လိုတယ်ဗောနော်တစ်ဖက်ကဆက်တဲ့ဆောင်းတဲ့အတင်းကလည်းအင်ရှင်ဖြစ်တယ်ဗောနော်ဒါကို ဒီကိုအနေနဲ့လည်းကောင်းကောင်းနားလည်တယ်မျိုးကျွန်တော်ထင်တယ်ဒီဘွဲကိုသူတို့တီချာအယုံဆိုင်ပြီးကစားလာဖို့ရှိတယ်ပေါ့နော်ပြီးတော့ဒီနေ့မှသာအတလက်တီကိုမတ်ရစ်အနေနဲ့နိုင်ဝဲမရခဲ့ဘူးဆိုလို့ရှိရင်သူတို့ရဲ့အုပ်စုတက်ရေးကတော်တော်လေးကိုမှိမ့်မိန်သွားလိမ့်မယ်ကျွန်တော်ထင်တယ်အဲ့တော့ဒီဘွဲမှာအတလက်တီကိုမတ်ရစ်တူးစီးလောက်နဲ့ဒီဘောင်းဘွဲပြန်လုပ်ပြီးတော့အနိုင်ရတော့လိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒါဒီဘွဲစဉ်အတွက်ဆိုလို့ရှိရင်အတလက်တီကိုမတ်ရစ်နဲ့ကိုအောက်ကိုရေးချယ်ပေးခြင်းနဲ့ပေါ့ ဟုတ်ပြီတော့ဒါဒီနေ့အတွက်နောက်ထပ်သုံးသပ်ပေးခြင်းနဲ့ပွဲစဉ်တစ်ပွဲရကြတော့ဒါမနေ့ပြန်မနေ့အစောပိုင်းမှာကစားမဲ့ဒါဒီမနေ့9နိုင်ခွဲမှာကစားမဲ့ PSG နဲ့ဘူတာဖူကိုတို့ရဲ့ပွဲစဉ်ပါနော်။ဒီပွဲစဉ်ရဲ့လက်ရှိပေါင်းချီကိုကျွန်တော်ပြန်ကြည့်ရင် PSG က2ဂိုးသွင်းပြ30ရရမယ်။ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်3ဂိုးသွင်းပြ90ရရှုံးမယ်ပေါ့နော်။အဲ့တော့လက်ရှိ FIFA Club World Cup ပြိုင်ပွဲမှာဆိုလို့ရှိရင်ဘိုင်ယန်ကိုဖယ်လိုက်မယ်ဆိုလို့ရှိရင် ထိတ်တန်းအသင်းတွေထဲမှာကြေးအောင်ခဲ့တာဆိုလို့ PSG နဲ့ဂျူပီတာအသင်းနှစ်သင်းလောက်တာရှိတယ်ပေါ့နော်ပြီးတော့လက်ရှိပြိုင်ပွဲမှာဆိုလို့ရှင်လဲ PSG ကပိုဆဲဖို့ရေပန်းစားသောအသင်းဖြစ်နေပြီးတော့ဒီနေ့မှာသူတို့အတွက်ဒါနောက်ထပ်ဆန်တမ်မှုတစ်ခုအဖြစ်ဒါဘရာဇီးကလပ်ဗိုတာဖိုကိုနဲ့ကစားမှာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ PSG ရဲ့နောက်ဆုံးနှစ်ပွဲကိုကျွန်တော်ပြန်ကြည့်ရင် Inter ဒီကိုအစားရှိတဲ့အတင်းတွေသူအနိုင်ရခဲ့တယ်။ပြီးတော့သူတို့ရဲ့တိုက်စစ်ကလည်းအဲ့ဒီနှစ်ပွဲမှာကိုကိုတီတွင်းခဲ့ပြီးတော့ခိုင်စစ်ကကျတော့ပြီးကိုလုံးဝမပြီးခဲ့ရဘူးနော်။ဒီတစ်ဖက်ကဘူတော့ဖို့ကိုကျွန်တော်ပြန်ကြည့်ရင်တော့သူတို့အဖွင့်ဝဲမှာဒါဆက်တဲ့ဆောင်းနာအတင်းကိုအနိုင်ရခဲ့ဆိုပေမဲ့လို့ပွဲတွင်းအချက်လက်တွေမှာဆိုလို့ရှိရင်ဘူတော့ဖို့ကဆက်တဲ့ဆောင်းနာအတင်းကိုကျင်းဒီပေါ်ရှုံးခဲ့တယ်အေးနေခဲ့တယ်ကျွန်တော်တက်မှတ်နိုင်တယ်ပြီးတော့ဘိုတော့ဖူကိုအနေနဲ့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပွဲတွင်းမှာအခွင့်အရေးတွေမြဲမြဲဆက်စားမှဖန်တီးနိုင်ခဲ့ဦးအဲ့တော့ အဲ့တော့ဒါနောက်ဆုံး၃ဘွဲ့မှာဆိုလို့ရှိရင် clean sheet ရခဲ့တဲ့ BG ရဲ့ခန့်စစ်ကိုဒီနေ့မှာကိုသိမ်းဖို့ဆိုတာလေသူတို့အတွက်ကျင်းဒီပေါ်မှာဖြစ်နိုင်ဦးလို့ကျွန်တော်တတ်မှတ်နိုင်တယ်ဗောနောပြီးတော့ဘိုးဘိုးရဲ့အဝေးကွင်းနောက်ဆုံး6ဘွဲ့ကိုကျွန်တော်ပြန်ကြည့်နေတယ်တိုက်စစ်ကတကိုးပဲတွင်းနိုင်ခဲ့တယ်ပြီးတော့ဒါတစ်ဖက်က BG ရဲ့တိုက်စစ်မှာဆိုလို့ရှိရင်တော့အရေးသေးပြီးွားတဲ့ player တွေအများကြီးရှိတယ် ဲ့တော့ဒီဘွဲမှာကျွန်တော် PSG ကိုယုံထားခြင်းနဲ့ဗိုလ်တော်ဖိုကိုဒီဘွဲမှာ PSG ကိုကိုတွင်ဖို့ဆိုတာချင်းဒီပေါ့ခက်ခဲမှာဖြစ်တယ်။ဒါ PSG ရဲ့တစ်ဖက်သက်တွင်ကိုတွေပဲမြင်တွေ့ရလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်။ 2C 3C လောက်ကျွန်တော်မျှော်လင့်ကြည့်ခြင်းနဲ့အဲ့တော့ဒါဒီနေ့အတွက်နောက်ဆုံးရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်တော့ PSG အတင်းကိုရွေးချယ်ပေးလိုက်မှာပေါ့။